ဥပဒေမှာကိုစားပြုသူနဲ့ကိုစလဲဆိုတဲ့စကရက်တွေကိုသုံးလုံးလေးရှိကြတယ်။ဒါကြောင့်မလို့ကိုစားပြုသူနဲ့ကိုစလဲဆိုတဲ့စကရက်နှစ်ခုက ဘလို့ क्वे ပြားလဲဆိုတဲ့အပေါ်မှာကျမကဒီနေ့ဗီဒီယိုလေးကနေပြီးတော့မျှဝေပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ကိုစားပြုသူဆိုတာကအရွယ်မရောက်သေးတဲ့သူဒါမှမဟုတ်လို့ရှင်စိတ်ပေါ်တော့တဲ့သူတွေကိုအုတ်ထင်းခွင့်ရရှိတဲ့သူကိုကိုစားပြုသူလို့ခေါ်ဆိုတယ်။ဒါအပြင်မှာမှာဌာနတွေအဖွဲ့အစည်းတွေကုမ္ပဏီတွေအသင်းအဖွဲ့တွေမှာအစည်းအဝေးဆုံးဖြတ်ချက်အရာတာဝန်ပေးအပ်ခြင်းခံရတဲ့သူကိုလည်းကိုစားပြုသူလို့ခေါ်ဆိုတာပဲဖြစ်ပါတယ်။အဲ့တော့ကိုစလဲဆိုတာက ကိုစားပြုသူနဲ့လုံးဝမတူညီပါဘူး။ကိုစလဲဆိုတာ ကเนาะကိစ္စရက်တစ်ခုကိုဆောင်ရွက်ဖို့အတွက်เนาะတာဝန်ပေးအပ်ခြင်းခံရတဲ့သူဒါမှမဟုတ်လို့ရှိရင်လည်းเนาะအခြားသူတွေနဲ့ဆက်ဆံရမှာအဲ့ဒီသူတွေရဲ့ကိုစားဆောင်ရွက်ပေးဖို့အတွက်တာဝန်ပေးခြင်းခံရတဲ့သူကိုတော့ကိုယ်စလဲလို့ခေါ်ဆိုတာပဲဖြစ်ပါတယ်အဲ့တော့နားလေလွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်တရားမမှုတွေကိုဆွဲဆိုတဲ့နေရာမှာဟိုနင့်နာတဲ့သူ ပိုင်ရှင် ဒါမှမဟုတ်လို့ရှိရင်တရားပြိုင်တွေကအမှုမှာကိုယ်တိုင်လာရောက်ပြီးတော့ခြေပနိုင်ခြင်းမရှိတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီအမှုမှာခြေပဖို့အတွက်เนาะတို့ရဲ့เนาะလက်အောက်တရားရောက်ကို ဖြစ်စေဒါမှမဟုတ်လို့ရှင်ရင်เนาะတို့ရဲ့ဆွေမျိုးသားချင်းကိုဖြစ်စေเนาะဒီလိုမျိုးအာ special power လို့ခေါ်တဲ့ကိုယ်စားလှယ်လွှဲစာတွေပေးပြီးတော့အမှုမှာခုခံခြေပါဖို့တရားစွဲဆိုမှုတွေကိုဆောင်ရွက်လေးရှိကြတယ်။တချို့အယောင်းဝယ်ကိစ္စတွေမှာဆိုလို့ရှိရင်လည်းဒီလိုမျိုးကိုယ်စားလှယ်တွေကို special power ပေးပြီးတော့เนาะကိုစားဆောင်ရွက်ဖို့အတွက် ပေးတာပေးအပ်တာမျိုးကိုเนาะအဲကိုယ်စားလှယ်လို့ခေါ်ဆိုတာပဲဖြစ်ပါတယ်။အဲ့တော့ ကိုစားပြုသူနဲ့ကိုစလဲဆိုတဲ့စကရက်ကတူမလို့နဲ့꿰ပြပါဗါးလေးကိုဥပဒေပခုတ္တအနေနဲ့ကျမက DVD ကနေမျှဝေပေးလိုက်ရပါတယ်ကျေးဇူးတင်ပါတယ်